hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြတော့မယ်တော့ video editing အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြပြတော့မယ်ကျွန်တော် facebook page မှာကျွန်တော်ကိုယ်ပိုင် video လုတ်ဆက်မလို့ပဲနဲ့သူများ video တွေကိုအလွယ်တကူ download ဆွဲပြီးမှ copy video corporate looking အောင်ဘယ်လို edit တွားရမလဲ page မှာဘယ်လိုတင်ပြီးတွားရမလဲ history edit ခံနဲ့ဘယ်လိုဝင်ဝင်ရှာတွားရမလဲဆိုပြီးမှဒီ video မှာအလုံး live group အနေနဲ့ကျွန်တော်ပြပြရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ page တစ်ခုကိုကျွန်တော်ဖွင့်ပြပေးမှာဒီ page မှာဆိုကျွန်တော်အလုံး copy video copy တက်ပုံ copy image လောက်ပဲတင်ထားတဲ့အတွက်ကြောင့် corporate လုံးဝမနာထားဘူးဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး live group လုပ်ပြီးမှကျွန်တော် ော်ပြပြပြီးမှဒါတွေအားလုံးကသူများ page cap video download ဆက်ပြီးကျွန်တော်တင်လာဖြစ်တဲ့အတွက်ကြောင့်မို့ live group အနေနဲ့ကျွန်တော်ဒီဖက်မှာ professional dashboard ကျွန်တော်တစ်ချက်ထောက်သွားမယ်ပြီးရင်ကျွန်တော်နည်းနည်းလေးအောက်ဆင်းသွားမိစီကျွန်တော်ဒီမှာ page is recommendation ဆီရကျွန်တော်ဒီစားတစ်ချက်ထောက်သွားမယ်ကျွန်တော်ရဲ့ page recommendation တစ်ချက်ကြည့်ပါ page recommendation လုံးဝကောင်းတယ်လုံးဝ eligible ဖြစ်တယ်ကျွန်တော် page မှာတင်လိုက်တဲ့ post content လူအများကြီးကိုချက်ချင်းရောက်တယ် boost လုပ်စရာမလိုအပူပေါ့နော်အဲ့အတွက်ကျွန်တော်ရဲ့ page status ဆိုကျွန်တော်တစ်ချက်ပြောပြမယ်။ page status တစ်ချက်ကြည့်ပါလုံးဝ page code တွေလုံးဝစိမ့်နေအားလုံး အဲ့ဒါကင်းနေဘာတစ်ခုမှလည်းမဖြစ်ဘူးအားလုံးရှင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြန် page home ကိုကျွန်တော်လက်ချေတော့ပြမယ်ဒီ page ကကျွန်တော်2019လောက်တုန်းကကျွန်တော်စာဖွင့်ထားတဲ့ page မှာဆိုရင်အများအတန်းကျွန်တော် copy post copy content copy video ပဲတင်နေမှာနော်ပြီးလို့ရှိရင်ကျွန်တော် video edit လုပ်တဲ့ခါမှာနောက်ခတစ်ချင်းထည့်တဲ့ခါမှာလည်း Facebook ကပေးထားတဲ့တစ်ချင်းပဲထည့်ရတဲ့အတွက်ကြောင့်မို့ Facebook ကဘယ်နေရာမှာပေးထားတဲ့နောက်ခတစ်ချင်းဆိုပြီးမှတစ်ခါတည်းကျွန်တော်လက်ချေတော့ပြမယ်အဲ့တော့ကျွန်တော် business switch ကိုတစ်ချက်တောင်းမယ်ပြီးလို့ရှိရင်ကျွန်တော် defend မှာ ဒီ all tool ဆိုရှင်ဒီဥစ္စာတစ်ချက်ထောက်လိုက်ပါမယ်ထောက်လိုက်ပြီဆိုကျွန်တော်ဒီဖက်မှာလိုက်ပြီဆိုမှာ song collection ဆိုပြီးရှိရကျွန်တော်ဒီဥစ္စာတစ်ချက်ထောက်လိုက်ပါမယ်တစ်ချက်ထောက်လိုက်ပြီဆိုကျွန်တော်ဒီမှာဆိုရင် facebook ကတရားဝင်ပေးထားတခြင်းနဲ့အများကြီးရှိတယ်ကျွန်တော်ဗီဒီယိုမှာဒီနောက်ခံတခြင်းတွေထည့်သွားလို့ရပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော် ပြပြပြီဆိုရင်ကျွန်တော်ဗီဒီယိုဘယ်လို edit သွားရမလဲဘယ်ရသွားပြီး download ဆွဲရမလဲဆိုပြီးအားလုံး live group step by step လို့ပြီးကျွန်တော်ပြပြပေးမယ်ဒီ software ကလည်းကျွန်တော်ရှင်မှာလာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာနော် software ကဒီ software နဲ့ edit လို့မှတ်တယ်နဲ့ copy နဲ့ looking နဲ့အဲ့တော့မှဘယ်လို edit လို့ဆောင်သွားရ ဲဆိုပြီးဘယ်လို skill လေးတွေထည့်သွားရမယ်ဆိုမှ energy နဲ့ဒီပြီးတော့မှအားလုံး A to Z ကျွန်တော်ပြပြပေးမယ်အတွက်ကြောင့်အင်းစုပ်ကျွန်တော်ဗီဒီယိုကျွန်တော်ဗီဒီယို download ဆွဲဖို့ဆိုရင်ကျွန်တော် website တစ်ခုဖွင့်နိုင်မယ်ဒီဗီဒီယိုကျွန်တော် download ဆွဲမယ်အတွက်ကြောင့် asset 30တစ်ချက်နေမယ်ပြီးတော့ရှင် copy link လုပ်မယ်ပြီးရင် download ဆွဲမယ် website တစ်ခုကိုကျွန်တော်ယူတော့ပြမယ် ကျွန်တော်ဒီ website မှာအခုနက copy ကုလ link ကို paste လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော် download အချက်နေပြီးကောင်းမယ်ဆိုဒီမှာ process အနည်းငယ်ဖြစ်မယ်အချိန်လေးအနည်းငယ်စောင့်ပေးမယ်ကျွန်တော်ဒီပုံစံလေးဖြစ်လာချက်ပြီးဆိုရင်လည်းကျွန်တော်ဒီ outcut download ဆိုတဲ့ဥစ္စာရှိရကျွန်တော်ဒီ download video hd quality နဲ့ကျွန်တော် download ဆွဲရဆိုကျွန်တော်ဒီဘက်မှာ download ဆက်ပြီးမှဆွဲနေပါပြီခင်ဗျာနော်ဒီမှာ download ဆွဲရအရင်မြန်တယ်ကျွန်တော် internet နေနေတဲ့ကြာတာပေါ့နော် download ဆွဲလို့ပြီးတော့ချက်ပြီးဆိုလို့ရှိရင်တော့အခုနက်နေတစ်ချက်ပြန်သွားမယ်ဒီ video ကျွန်တော်တစ်ချက်ပြန်ဒီမှာထည့်လိုက်ပါမယ်ထည့်ပြီးစရင်ကျွန်တော်ဒီ video ကျွန်တော်ဒီနံပါတ်3နေရာမှာထားမယ်နော် တေချာလေးမှတ်ပြီးထားပါနော်ကျွန်တော်ဒီမှာအမတေနစ်3နံပါတ်3နေမှာထားတယ်ဘာကြောင့်ထားတဲ့ဆိုမှမေးမိနေတယ်ဗီဒီယိုတေချာလေးကြည့်ပြီးသွားပါဗီဒီယိုကြည့်ပြီးသွားပြီဆိုကျွန်တော်ဒီဗီဒီယိုမှာဘယ်နေရာအချက်လက်ကိုမချက်ဘူးလဲဘယ်နေရာကျွန်တော်ဖြတ်သွားခြင်းနဲ့ဖြတ်သွားလို့ရတာပေါ့အဲ့တော့ကျွန်တော်အိမ်ဆုံးကျွန်တော်သူ့ရဲ့အတန်ပိုင်းဆိုင်အောင် edit သွားမယ်အတွက်ကြောင့်မို့အတန်ပိုင်းကို edit လုပ်ဖို့ solution နဲ့ကျွန်တော်ဒီ noise remove ကိုကျွန်တော်တစ်ချက်ထည့်ပြီးမှကျွန်တော်ဒီ video increase ကိုကျွန်တော်160လောက်ပို့လိုက်မယ် ီးလို့ရှိရင်တော့ကျွန်တော်ဒီ pattern လေးတစ်ချက်ထည့်မယ်ပြီးရင်ဒီ pattern လေးတစ်ချက်ထည့်ပြီးမှကျွန်တော်ဒီ partner ကလုံးဝမကြိုက်ဘူးဒါကြောင့်သူ့ရဲ့ loop ကိုပါတယ်သူ့ရဲ့ page ကို follow လုပ်ပြီးပါ like လုပ်ပြီးပါဆိုတော့စကလုံးပါတဲ့အဖြစ်ကြောင့်မို့ control e ကိုတစ်ချက်နေမှဆိုရင်ကျွန်တော်ဒီ part လေးကလုံးဝပြတ်သွားခဲ့ပါပြီပြတ်သွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီ video ကိုကျွန်တော်နည်းနည်းလေး crop လုပ်ပြီးသွားမယ်အတွက်ကြောင့်မို့ဒီ video ကိုကျွန်တော်နည်းနည်းလေး crop ဆွဲလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီအောက်ကလည်းနည်းနည်းလေးအပေါ် crop ဆွဲပြီးမှ ဒီဖက်တစ်ချက်ပြန်ရတော့မှဒီအနားလေးကင်မှာဆွဲဆန်းလိုက်ပါမယ်ခင်ဗျာနော် ဆွဲဆက်မိမှာဒီပုံစံထားပြီးဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုဖွင့်ကြည့်ပါဘယ်နေရာမကြိုက်ဘူးလဲဘယ်နေရာကြိုက်တယ်လို့အားလုံးကြည့်ကြည့်ပါအားလုံးကြည့်ပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့ဒီအဆုံးနာလေးအနာလေးကျွန်တော်နည်းနည်းလေးဆွဲပြီးမှလုံလိုက်ပါမယ်โอเคဒီလောက်လုပ်ပြီးဆိုရင်တော့ကျွန်တော်ဒီဥစား၈ဆက်ရခိုင်လို့ဗီဒီယို edit လုပ်လို့ပြသခဲ့ရေပေါ့နော်ကျွန်တော်ဂျာဂျာထဲမှာကျွန်တော်ဖွင့်ပြပြီးမယ်ဖြတ်ပြပြီးမယ်အချိန်ကြာတာပေါ့နော်အဲ့တော့ကျွန်တော်တစ်ခုကျွန်တော်ပြပြီးမယ်ဒီ software နဲ့ဖြတ်ဖို့ဆိုရင်ကျွန်တော်ဒီဖက်မှာအနီရောင်လေးရှိရပေါ့နော်ဒီအနီရောင်လေးကိုဒီလိုလေးဆွဲလိုက်ပြီးကျွန်တော်ဂျာထဲမှာအပြာရောင်ဖြစ်ပြီးအဲ့ဒီအပြာရောင်လေးဖြစ်ပြီးဆိုရင်ကျွန်တော်ရဲ့ PC က A button တစ်ချက်နှိပ်ပြီးသွားမယ်ဆိုဒီဥစ္စာ automatic remote ဖြစ်ပြီးသွားခဲ့တဲ့တဲ့လိုမှမဖြတ်ချင်ဘူးဆိုရင်နောက်တနည်းနဲ့ဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်ဒီဥစ္စာ S တစ်ချက်နှိပ်မယ်ဆိုရင်ကျွန်တော်ဒီဥစ္စာနှစ်ပိုင်းပိုင်းသွားပြီပေါ့နော်နှစ်ပိုင်းပိုင်းသွားခဲ့ပြီဆိုကျွန်တော်ဒီနေရာလေးဖြတ်မယ်အတွက်ကြောင့်ပြန်မဒီဥစ္စာတစ်ချက်ပြန်နှိပ်ပြီးမှ S ကလေးတစ်ချက်ပြန်နှိပ်လိုက်ပါမယ်အဲ့အတွက်ကျွန်တော်ဒီ plus icon တစ်ချက်နှိပ်နည်းနည်းကြီးအောင်လုပ်ပြီးတော့ဒီအလျားတစ်ချက်ထောက်မယ်ဖြတ်မယ်ပြီးရင်ကျွန်တော်ဒီ gain မှာဒီလိုမျိုးဆွဲမှာထည့်လို့ရတယ်ဒါတော့ ဗီဒီယို edit လုပ်တဲ့လူတိုင်းအားလုံးသိရပါတော့အကယ်လို့ဒီဗီဒီယို edit နဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုလဲကျွန်တော်ပြောပြပေးမယ်လောလောဆယ်မှာတော့ copy video copy looking ကို edit လုပ်ဖို့လုပ်နေပတ်သက်ပြီးကျွန်တော်ပြောပြပေးတာပေါ့နော် BB ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်မှာကျတော့ background တစ်ခုခုထည့်မှာပေါ့နော်ကျွန်တော်ဒီကိုကိုတိုင်တည်တည်ထားတဲ့ background ရှိရဒီ background ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ် ဘာကြောင့်ထဲ့တယ်ဘလို့ကြောင့်ထဲ့တယ်ဆိုတော့မေးချင်းပြချင်းလုံးဝမလုပ်ပါနဲ့ခင်ဗျကျွန်တော်ပြတဲ့အတိုင်းလုပ်ပါအကယ်လို့လူကြီးမင်းတို့ကကိုဗင်ဗီဒီယိုဖန်တီးဆက်မလို့ပဲနဲ့သူများဗီဒီယိုဒေါင်းလုဒ်ဆက်ပြီးဖန်တီးပြီးမှ edit လုပ်ပြီး page မှတင်ပြီး each thing a discount ဝင်ငွေ share ချင်တယ် content မှာရှင်းရဲ့ဝင်ငွေ share ချင်တယ်ဆိုရင် question မလုပ်ပဲနဲ့ကျွန်တော်ပြတဲ့အတိုင်း step and step လုပ်ပြီးတော့ပါကျွန်တော်တို့ညီမနိုင်ငံမှာညီမပြည်မှာလူတွေအများကြီးကဆရာကြီးလုပ်ချင်လူတွေများတယ်ဒါဘာကြောင့်ထဲ့တယ်ဟိုတာဘာကြောင့်ထဲ့တယ်ဆို question အရင်လုပ်တယ် question လုပ်မဲ့အစားထက်ဆိုင် तू ဘဒု तू ဘလို edit သွားတယ်ဆိုပါအဲ့ဥစားကြည့်ပြီးအဲ့ဒီ post ဲ့အတိုင်းလုတ်ပြီးမှ edit လုတ်ပြီးဝင်ဝင်ရှာတော့ပါဝင်ဝင်ရပြီးဆိုမှဘာကြောင့်ဖြစ်လဲဆိုတော့လာပြီးမှမေးပါခင်ဗျာနော် okay ဒီ setup နားရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးမှာ original video ထည့်မယ် original video ကျတော့ဘာ video ထည့်တဲ့ရတာပေါ့နော်ကျွန်တော်ဖုန်းနဲ့ edit တော့ဆိုဖုန်းအနောက်ကင်မရာဖိမီမှာ shoe king တစ်ခုခုကိုရိုက်ပြီးမှအနောက်မှာထည့်သွားလိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဒီ PCS screen recording လုပ်ပြီးမှထည့်သွားလိုက်ရတယ်အဲ့တော့ကျွန်တော် PCS screen recording လုပ်ဖို့ဆိုကျွန်တော်ဒီမှာ record တစ်ချက်နေလိုက်ပါမယ် ဒီပုံစံဖြစ်ပြီးတော့ကျွန်တော်ဒီလိုစာဗီဒီယို recording လုပ်သွားလို့ရတယ်ပေါ့နော် editor ဗီဒီယို editing တစ်ချက်ဖြုံပေးမယ်ဒီဒီအန်အဆင့်ပြန် edit လုပ်တော့လို့ရတယ် edit လုပ်ပြီးမှကျွန်တော်နောက်ခံ background မှာတစ်ချက်ထည့်ပေါ်လို့ရတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်လုံမပြတော့ဘူးကျွန်တော်ပြောပြပြီးပြီးအောက်ဆုံးမှကျွန်တော် original ဗီဒီယိုထည့်မယ်ဒုတိယမှာ background တစ်ခုထည့်မယ်တတိယမှာကျွန်တော် download ဆွဲလိုက်တဲ့ဗီဒီယိုထည့်မယ်ထည့်လိုက်ပြီးဆိုကိုကြိုက်တဲ့နေရာလေးထားမှာကိုမကြိုက်တဲ့နေရာမလိုလားနေရာကိုဖြတ်ထုတ်လိုက်ပါ ထက်ထုတ်လို့ပြီးတော့ခဲ့ပြီဆိုရင်ဒီဥစ္စာမှာ noise တမှုတို့တစ်ချက်ပြန်ထည့်ပြီးမှအတန်60ရာခိုင်နှုန်းတိုးမြင့်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ color effect ပြီးလို့ရှိရင် frame effect လေးတွေထည့်လိုက်ပါထည့်လို့ပြီးတော့ခဲ့ပြီဆိုရင်လည်းကျွန်တော်ဒီမှာစင် automatic ထည့်ထားတာပေါ့နော်ကျွန်တော်ဒီနောက်ထပ် original video ပေါ့နော်မတစ်ချက်ပြမယ်ဘယ်ဥစ္စာထည့်ထားလဲဆိုတော့မတစ်ချက်ပြမယ်ဒါကြတော့ကျွန်တော်ရဲ့ screen recording လုပ်ပြီးမှကျွန်တော်ထည့်ထားတာပေါ့နော် အတန်လုံးဝဖြောင်းအတန်ဖြောင်းဖို့ဆိုရင်ကျွန်တော်ဒီဥစ္စာကကြားသွားကလစ်နေမှာ silent audio ရှိရဒီဥစ္စာတစ်ချက်နေမယ်ဆိုကျွန်တော်ဒီမှာအတန်လုံးဝပျောက်သွားခဲ့ပြီဆိုရင်ကျွန်တော် download ဆွဲလာတဲ့ video နဲ့တစ်ဆက်တည်းဖြစ်အောင်ထည့်မယ် ားလုံးထည့်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်တို့နောက်ခံတခြင်းတစ်ခုကျွန်တော်ထည့်လိုက်ပါမယ်နောက်ခံတခြင်းမထည့်လို့ရတယ်ဒါပေမဲ့နောက်ခံတခြင်းပိုထည့်လိုက်မယ်ဆိုရင်တော့ပူပြီးမှ creativity ဖြစ်တဲ့အတွက်ကျွန်တော်နောက်ခံတခြင်းထည့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အခုနပြတဲ့နေရာပဲကျွန်တော်ဒီနေရာတခြင်းတပုတ်ကို download ဆွဲလိုက်မယ်တစ်ခေါက် download ဆွဲပြီးမှကျွန်တော်တို့ရဲ့ file ထဲမှာတင်ထားပြီးမှအဲ့တခြင်းကိုထက်ကတလဲလဲကျွန်တော်အကုန်လုပ်ရတယ်အဲ့အတွက်ကျွန်တော် download ဆွဲပြီးသားရှိတဲ့အတွက်ကျွန်တော် download ဆွဲဖို့ကျွန်တော် input လို့ပို့စင်ဒီမှာတစ်ချက် double click ထောက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ app song ဆိုရှိရပြီဒီ app song တစ်ချင်းကျွန်တော်ယူလိုက်မယ် ဒီမှာရောက်လိုက်ပြီဟဲ့ပြီဆိုတော့ဒီတချင်းကိုကျွန်တော်ဒီအပေါ်ဆုံးမှာထည့်လိုက်မယ်ဒီတချင်းကိုကျတော့ကျွန်တော်ဒီဒီမှာလည်းအတန်ပါဒီမှာလည်းအတန်ပါတယ်နှစ်ခုစဉ်အတန်ဆူဆူဆူဖြစ်မဲ့ဆိုတဲ့အတွက်ကြောင့်မို့နောက်ခင်တချင်းကိုကျွန်တော်တို့20% 30%လောက်ပဲထားမယ်အတွက်ကြောင့်နည်းနည်းလေး short ချလိုက်မယ် short ချမယ်အဲကျွန်တော်23%မှာထားလိုက်တယ်ပြီးရင်ကျွန်တော်ဒီနေ့တစ်ချက်သွားပြီးမှ SO တစ်ချက်နေမှာဖြစ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ video နဲ့တစ်ဆက်တည်းဖြစ်အောင်ထားလိုက်မယ်နောက်ကျရင်ကျွန်တော်ပြပြပေးမယ်ကျွန်တော်တို့ဒီ copy ကူလာတဲ့ video နံပါတ်3မှာထားမှာလဲမနော် 那么多么他们 ပြီးရင်ကျွန်တော်ဒီလိုဆမ်အတန်ကို60ရက်ခန်းလောက်တိုးမြင့်မယ်ကိုကြိုက်တဲ့နေရာထားပြီးမှကိုမလိုလားနေရာတော့ဖြတ်ထုတ်မယ်ပြီးလို့ရှိရင်နံပါတ်2နေရာမှာကျွန်တော်နောက်ကင် background တစ်ခုခုထည့်လိုက်ပါခင်ဗျာနော်ကိုယ့်အကူလုတ်ပြီးမှထည့်လိုက်ရတယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ original depth ပေါ်နောက်ကင် background ထည့်လိုက်မယ်ဆိုရင်ဘာမှမဖြစ်ဘူးဘူးမလည်းမမြင်တွေ့ရဘူးပြီးလို့ရှိရင်အောက်ဆုံးမှာကျွန်တော်ကျွန်တော် original video ပေါ့နော် screen recording လုတ်ပြီးမှထည့်မယ်ဒါကျတော့တစ်ချိန်ပဲသုံးရမယ် video တစ်ခါ edit လုပ်တာမှတစ်ချိန်ပြန် edit လုပ်ပြီးမှထည့်တော့ဒါကျတော့ original video ဖြစ်ဖို့အရေးကြီးပါတယ်ဒီဥစ္စာအောက်ဆုံးမှာကျွန်တော်ထည့်လိုက်ပြီးဆိုအ တန်းလုံးဝဖျောက်လိုက်မယ်အောက်ဆုံးမှာဖျက်လိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဒီ original video ကိုဘယ်သူမှမမြင်တွေ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ copy video အပေါ်မှာထားတဲ့အတွက်ကြောင့်မို့ copy video ပဲအပေါ်မှာမြင်တွေ့တဲ့အတွက်ကြောင့်မို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ state က output ဆိုရင်ကိုကြိုက်တာနဲ့အုပ်လို့ရပါတယ်ကျွန်တော်တို့ဒီမှာစင် comma လေးချောချောလေးပုံတပုံနဲ့ကျွန်တော်အုပ်ပြလိုက်ပါမယ်ခင်ဗျအဲ့အတွက်ကျွန်တော် comma လေးချောချောလေးပုံ input ဆိုရင်တွားပြီးမှ background comma လေးအဆက်ယူရမယ်လေပေါ့နော် okay ကျွန်တော်ဒီ comma လေးယူလိုက်ပါမယ် ြီးရင်ကျွန်တော်ဒီကွန်မန်လေးကျွန်တော်နံပါတ်9နေရာမှာအပေါ်ဆုံးမှထားမယ်ကျွန်တော်ဒီလောက်ပြတယ်ဆိုရင်တော့လူကြီးမီလို့ကိုယ်တိုင်နားလဲမှာပါဘယ်လိုသွားမယ်ကိုယ့်ရဲ့ဗီဒီယိုအကောင့်ဆက်ပြအောင်ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုမှဒီဥစ္စာကျွန်တော်နည်းနည်းလေးပြန် crop ဆွဲလိုက်ပါမယ် a crop ဆွဲပြီးသဘင်ဒီနာတစ်ချက်ပြန်သွားမယ်ဒီဥစ္စာကျွန်တော်ဒီလိုဆွဲကျင်လိုက်ပါမယ်ဆွဲကျင်ပြီးမှဒီဥလကိုင်ပြီးမှအပေါ်ကျွန်တော်တစ်ချက်ယူသွားလိုက်ပါမယ်တစ်ချက်ယူသွားပြီးမှဒီဥစ္စာနည်းနည်းလေးပြန်ဆွဲကျင်လိုက်ပါမယ်ဆွဲကျင်ပြီးမှဗီဒီယိုစင်တာနားလေးမှာကျွန်တော်တစ်ချက်ပြန်ထားလိုက်မယ် okay ပါနော် โอเคဒီပုံစံလေးထားပြီးဆိုရင်ကျွန်တော်ဒီ user export ထုတ်တော့လေ export ထုတ်တဲ့ခါမှာဆိုလို့ရှိရင်လည်းကျွန်တော်အခုနဲ့လည်းဆက်ပြန်သွားပြီးမှဒီ PDF မတင်ထားတဲ့စာကိုပဲကျွန်တော်တစ်ချက် copy ပူလိုက်ပါမယ်ခင်ဗျာနော်အလွယ်ကူဆုံးဖြစ်အောင်လူချင်းမင်းတို့ပို့ပြီးမှနားလေသဘောပေါက်အောင်ပေါ့နော်ဒီပြီးဆိုရင်ကျွန်တော်ဒီ export တစ်ချက်နေမယ်ပြီးရင်ကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီ user တစ်ချက် page လို့ထည့်ပြီးမှကျွန်တော်ဘယ်မှာ save လုပ်မလဲအဲဒီ save လုပ်မဲ့ file ကိုကျွန်တော်တစ်ချက်ယူကြမယ်ကျွန်တော်ဒီနေရာ save လုပ်မဲ့အတွက်ကျွန်တော် select လုပ်ပြီးမှ select flow ပြီး export ကျွန်တော်ထုတ်လိုက်ပါမယ် ကျွန်တော်ဒီမှာ export ထုတ်နေပါတော့ကျွန်တော်ဒီ string index ကမြန်မာနိုင်ငံနဲ့လောက်လို့ရလားဆိုတော့လောက်လို့ရပါတယ်ကျွန်တော်ဒီမှာဆိုရင်ဒီ jump jump VPN နဲ့တုံးပါတယ်ခင်ဗျ jump jump VPN ကျွန်တော် premium ဝယ်ပြီးထားတဲ့စာဝယ်ပြီးထားတာတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာထိုင်းနိုင်ငံ location နဲ့တုံးနေပါတော့အဲ့အတွက်ကျွန်တော်တစ်ချက်ပြန်ပြပေးမယ် ကျွန်တော်ဒီမှာဆိုဒီကိုချိတ်တဲ့ဥစ္စာယူထုတ်ရတဲ့ဒီအဝါရောင်လေးတဲ့ဥစ္စာကြတော့ကျွန်တော်ဒါကြတော့ပရီမီယံဖြစ်ပါတယ်ဝယ်ပြီးသုံးရတဲ့ဥစ္စာပေါ့နော်လုံးဝပြန်ထွက်ခြင်းပြုရှင်လည်းမရှိဘူးကျွန်တော်တို့ရဲ့ location ရယ်လည်းထိုင်းနိုင်ငံ location ဖြစ်တဲ့အတွက်ကြောင့်မို့ history interscanner wing လေးရှာတော့ရတယ်အဲ့အတွက်ကျွန်တော် live group အနေနဲ့ကျွန်တော် page တစ်ခုကျွန်တော်ယူတော့ပြမယ် copy video copy photo တင်တဲ့ page တစ်ခုပေါ့နော်အဲ့အတွက်ကျွန်တော်ဒီ business switch ကိုကျွန်တော်တစ်ချက်ယူတော့ပြမယ် ဒါကြောင့်အားလုံးနားလေသဘောပေါက်အောင်ကျွန်တော်ပြပေးရဖြစ်ပါတယ်ကျွန်တော် page ကလည်း Instagram index ရှောက်ထားတဲ့ page တွေအများကြီးရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံနေပြီးမှအလုပ်လုပ်တာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ moderation တစ်ချက်ပြန်နေမယ် မရှိတစ်ချက်ပြန်နေပြီဒီမှာ solution နဲ့ကျွန်တော်အားလုံးစိတ်နဲ့အားလုံးကောင်းနေပြီလို့ရှိရင်ကျွန်တော်ဒီ view ticket တစ်ချက်နဲ့ပြီးကောင်းလို့ကျွန်တော်ဒီမှာ issuing and dismiss in the review ဆိုပြီးဖြစ်နေတယ်ဒီဥစ္စာကျွန်တော် money လျှောက်တဲ့ဒီနေ့မနက်ပဲကျွန်တော် money လျှောက်လိုက်တယ်ဖြစ်ပါတယ်နောက်တစ်ပတ်လောက်နေလို့ရှိရင်ဒီဥစ္စာ money on lock ခဲ့မယ်ကျွန်တော်ဝင်ငွေရှာတော့ရမယ်အဲ့အတွက်ကျွန်တော် live product အနေနဲ့ပြန် content တစ်ချက်နဲ့ပြီးတော်လိုက်ပါမယ် content ပေါ့နော် content နဲ့ပြီးတော့ဒီမှာကျွန်တော်အားလုံးက အစင်းရောင်လေးပဲဒီအစင်းရောင်ကြတော့ motion ရှောက်ထားတဲ့ pitch လေးတွေ motion အောင်ထားတဲ့ pitch လေးတွေကအစင်းရောင်လေးပြတာပါခင်ဗျာနော်အဲ့တော့ကျွန်တော်လည်းအောက်ဆင်းတော့မယ်အားလုံးကစင်းလဲကျွန်တော်ဒီ pitch စထောင်လာခဲ့ရဆိုရင်2019တော့ထောင်လာခဲ့တယ်2019တော့ထောင်လာခဲ့ပြီးမှဒီ pitch ကိုကျွန်တော်ဒီဟန်ပြစ်ထားလိုက်တယ်အခုမှကျွန်တော်ဗီဒီယိုတင်ပြီးမှကျွန်တော်ပြပြီးတော့ဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီဥစ္စာတစ်ချက်ပြမဒီဥစ္စာကျွန်တော်တစ်ချက်နှစ်ပြီးမှကျွန်တော်ပြပြလိုက်ပါမယ် အားလုံးကို live group ပြမှာလူတွေတော်တော်များများ live group ပြပေးပါဗီဒီယိုနဲ့တစ်ခါပြပေးပါလို့ပြောတဲ့လူတွေပဲများတဲ့အတွက်ကြောင့်မို့ပါဇက်နဲ့ပြောရင်မယုံတဲ့အတွက်ကြောင့်မို့လား live group အနေနဲ့ကျွန်တော်အားလုံးပြပေးမယ် ကျွန်တော်ဗီဒီယိုမှာ rich enrichment အလုံးအပေါ်ထိုးတက်တော်တဲ့ဥစ္စာပဲရှိရဲပြီးကျွန်တော်နဲ့အောက်ဆင်းတော့ကျွန်တော်မှတစ်ချက်ကြည့်မယ် moral issue မှာတစ်ချက်ကြည့်မယ်ကျွန်တော်ဆို moral issue ဒီနေ့မှရှောက်ထားတဲ့ equation မှာဒီမှာဆိုရင် moral issue enable ဆိုပြီးမှသူကပြတယ် moral issue အောင်ထားတဲ့ပင်ဂီတာသူကပြတယ်ပေါ့နော်ဒါပေမဲ့ပိတ်ဆင်တော့မဝင်သူဘာကြောင့်မဝင်လဲဆိုရင်ဒီ page ကိုကျွန်တော်ဒီနေ့မနက်မှပဲ morning ရှောက်ထားတဲ့ equation မှာပိတ်ဆင်ကမဝင်သူဒါပေမဲ့ moral issue အောင်ထားတဲ့ဖြစ်냐အဲ့အတွက်ဒီ page ရဲ့ rich enrichment ရဲ့ဘယ်လောက်ရှိလဲဆိုပြီးကျွန်တော်ခဏခဏလာမေးတဲ့ equation မှာ ကျွန်တော်ရဲ့ rich englishman ကိုကျွန်တော်တစ်ချက်ကျွန်တော်ပြပြမယ်အဲ့တော့ rich ပြဖို့ဆိုကျွန်တော်ဒီ insight ကိုကျွန်တော်တစ်ချက်နေပြီးသွားလိုက်မယ်နော် insight နေတော့မယ်ဆိုရင်ကျွန်တော်ဒီဥစ္စာကျွန်တော်တစ်ချက်ဖျက်ပြမှာကျွန်တော်တစ်ချက်ကြည့်မှာဆိုကျွန်တော်စာ4 to 4 m ဆိုတာဘယ်လောက်ရှိရဆိုလူကြီးမင်းတို့ကိုယ်တိုင်သိမှာပါပြီးလို့ရှိရင် follower လည်း28ရဲ့အတွင်းမှာဘယ်လောက်တက်တယ်ဆိုတော့အားလုံးသိမှာပါခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ page home ကိုတစ်ချက်ပြန်ယူသွားပြမယ်ဘယ် page လဲဆိုရင်ကျွန်တော် ဒီ page မှာ family entertainment page တခုဖြစ်ပါတယ်ကျွန်တော် morning ဒီနေ့မှာရှောက်ထားဥစ္စာအတွက်ကျွန်တော်ဒီနေ့စတင်ချက်ပြင်နေမယ်ဒီ page မှာလည်းဘာ error မှမရှိဘူးအားလုံးက copy video copy content ပဲတင်တာပေါ့နော်တင်လိုက်တဲ့ content ဒီနေ့မှာတင်လိုက်ဒီမှာနော် today နော်ဒီနေ့မှာတင်လိုက်လို့ဆို 2.6k ဆိုပြီးပြတယ်ဒီမှာဆိုလို့ရှိရင် yesterday ပေါ့နော်မနေ့ကတင်တဲ့ video မှာ27ဒသမ 2k ဆိုတာဒါလူကြီးမင်းတို့ကိုရင်သဘောပေါက်မှာပါကျွန်တော်ထပ်ဆိုင်အများကြီးသဘောပေါက်မှာပါနော်အားလုံး copy video ပဲဖြစ်ပါနော် ပြီးကျွန်တော်ဒီမှာ insight ကျွန်တော်တစ်ချက်တော့မယ် insight တော့တစ်ခါမှာကျွန်တော်ဒီမှာရှင်ဆို follow up 3,8192ရောက်ရှိပါတယ်ခင်ဗျာနော် page ကိုအတီးကကောင်းကောင်းမွန်မွန်ထင်းထင်းတင်းတင်းအလုပ်လုပ်သွားတယ် page ကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်ဗီဒီယိုတင်တော့ခဲ့တယ် page policy ကို line လိုက်ပြီးတော့ရဲဆိုရင်ကျွန်တော်ဒီမှာ follow up အရန်ကိုတက်ပြီးလာတယ်28ရက်အတွင်းမှာ follow up 6686ရောက်ဆိုပြီးတက်လာတယ်ဒီမှာဆိုရင် page reach ကိုကျွန်တော်တစ်ချက်ကြည့်မှုဆိုရင်90000 3ဒီဖက်ကဘာခေါ်တန်းပေါ့နော် အဲ4 million အထက်မှာရှိပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင် pitch enrichment ဆိုတဲ့ကျွန်တော်အများရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ post တစ်ခုရဲ့ rich enrichment အားလုံးကြည့်တော့လို့ရပါတယ်ခင်ဗျာနော်ဒါတွေအားလုံးကကျွန်တော်ရဲ့ pitch က copy post copy content တင်တဲ့ pitch တစ်ခုဖြစ်ပါတယ် copy pitch လို့တဲ့ဥစားပေါ့နော်လုံးဝ copy looking နဲ့လုံးဝ error နဲ့ kitchen နဲ့ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီမှာချက်ပြပေးမယ်ဗီဒီယို explore လုပ်လို့ပြီးသားဖြစ်ပြီเนาะဒီဗီဒီယိုကျွန်တော်ညနေခင်းကျရင်ကျွန်တော်တင်မယ်ကျွန်တော် page မှာဗီဒီယိုတင်တဲ့ခါမှာ ကြိုက်တဲ့အချိန်တင်လို့တော့ရတဲ့အတိုင်းပဲကြိုက်တဲ့အချိန်တင်မှဆိုရင် rich english မရဘူးတင်တဲ့ post content လို့အများစီကိုမြောက်တဲ့အတွက်ကြောင့်မို့ကျွန်တော် pitch မှာ video တင်တယ်ဆိုလို့ရှိရင်မနက်ပိုင်းကိုတင်မှာမနက်ပိုင်းဆိုရင်မနက်6နာရီ9နာရီ10နာရီ9နာရီထိတင်မှာ9နာရီမှာတင် rich နဲ့နဲ့ကြာတဲ့ခွန်ရှစ်မှာတင်မှာညနေပိုင်းကျတော့6နာရီ9နာရီ10နာရီ9နာရီ10နာရီအချိန်မှာတင်မှာခင်ဗျအဲ့ချိန်မှာ rich english မကောင်းတဲ့ဘာလို့လဲဆိုရင်အဲ့ချိန်မှာအများပြေရုံးစင်းတဲ့လူတွေအလုံနာတဲ့အချိန်ဖုံးကန်တဲ့အချိန်ဖြစ်တဲ့ကြောင့်မို့တင်တဲ့ တဲ့ content ကတခါတည်း low ratio notification ရောက်ရင်တို့ရောဖွင့်ကြည့်တဲ့အတွက်ကြောင့်မို့ rich enhancement တက်မယ်ဒီ video ဆိုရင်ကျွန်တော်မနေ့က6.19ဟာဥစ္စာ 2.6k ဆိုတာနည်းတဲ့ဥစ္စာမို့ boost ဘာညာလို့ချင်းပြုချင်း low မရှိဘူးเนาะကျွန်တော်တို့ဒီ string address အတက်သွားတဲ့အတွက်ကြောင့်ကျွန်တော် boost loader မျိုး low မရှိဘူးအဲ့တော့ကျွန်တော်လည်းအောက်ဆင်းတော့မယ် video rich english မှာအားလုံးကြည့်ဖို့နိုင်ပါတယ် comment နဲ့အားလုံးကြည့်ဖို့နိုင်ပါတယ်ကျွန်တော်ဒီဒီဥစ္စာတင်လာမှာဆိုရင် comment ပါနဲ့အားလုံးကြည့်ဖို့နိုင်ပါခင်ဗျာเนาะ အဲ့တော့ကျွန်တော်ပြီးတော့ချက်ပြီးဆိုရင်နောက်တစ်ခု page ကျွန်တော်ပြပေးမယ်အဲ့ဒါလည်းကျွန်တော် copy တင်တဲ့ page ပေါ့နော်ဒါလည်း copy video တင်တဲ့ page ဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုဒီ page က miniya တင်လိုက်တော့ဆို 354k ဖြစ်တယ်ဒီ page မှာ follower ဘယ်လောက်ရှိလဲကျွန်တော် insert မှာတစ်ထပ်ဒီတော့ပြမယ်ဒီ page မှာ follower တသိန်းသုံးသောင်းအထက်မှာရှိပါတယ်ဒါပေမဲ့ reach ရသိန်းကနေအထက်မှာရှိတဲ့အတွက်ကျွန်တော်တော်တော်လေးကို performance ကောင်းတယ်လို့ကျွန်တော်ပြောရင်ရတယ်ဒီ page ကလည်း money shop အစင်သေးဖြစ်နေတယ်ဒီ page ဆိုကြတော့ဒီနှစ်ကုန်2025 January မှာ money shop ပြီးမှပေါ်ပါမယ်ခင်ဗျာနော် money shop အောင်တော့ခဲ့တဲ့ solution နဲ့အားလုံး ျွန်တော် second short လေးနဲ့ sharing လုပ်ပြီးမှကျွန်တော်ပြပေးမယ်ဒီ video ကျတော့အဓိကလုပ်ပေးရအချင်းက ဒီ original video လောက်ဖတ်မနေတဲ့လူတွေ copy video တွေ copy လုပ်ကြံသလို edit ပွားရမလဲဘလို့ motivation ရမလဲဆိုတဲ့အကြံနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးတယ်နေရင်ထိုင်နေဝင်ဝင်ရအောင်ပေါ့နော်အကယ်လို့ page နဲ့ပတ်သက်ပြီး error တက်တဲ့ page နဲ့ပတ်သက်ပြီးဒီ error တခုခုဖြစ်တဲ့ solution ကပြဿနာဖြစ်တဲ့ဆိုရင်ကျွန်တော်ရှိရ contact လုပ်ပြီးမှစကားပြောဖို့နေနဲ့ကျွန်တော်ရှိမှတင်နေတော့လည်းကောင်း subscribe လည်းကောင်းကျွန်တော်အားလုံးလုပ်ပေးပါတယ်အကယ်လို့ကျွန်တော်ဒီ video editing လုပ်တဲ့ software လည်းဝယ်ချင်နေဆိုရင်ကျွန်တော်ရှိမှဝယ်လို့ရပါတယ်ခင်ဗျာနော်ဒီ video တင်တဲ့ခါမှာဆိုတော့တစ်ခေါက်ကျွန်တော် video လုပ်ပြီးမှကျွန်တော်တင်ပေး ေတော့မယ်ဒီဗီဒီယိုနဲ့ဒီလောက်ပဲကျွန်တော်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်